ါပါရှင် Astro Garden Channel မှာ ကြိုဆိုပါရရှင် Astro 2ရေယနေ့နောက်ခတ်စီစဉ်ရေ2025ခုဇွန်လ4ရက်နေ့ဗုဒ္ဓဦးနေ့အတွက်ဆောင်းရယ်ရှောင်းရယ်ဆောင်းရယ်ရမယ်နောက်ခတ်ချိန်ကာလကိုအစီအစဉ်တင်ဆက်သူကျမရွှေယွန်းအောင်နဲ့မနှစ်မအင်တို့မှာစီစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025ဇွန်လ4ရက်ဗုဒ္ဓဦးနေ့အတွက်ဗုဒ္ဓဦးသားသမီးများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရန်နှက်ခတ်အချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်17:35မိနစ်မှာနေ့လယ်17:35မိနစ်အတွင်ဖုံးကန်ကြီးမြင့်မဲ့ဒရက်နက်ခတ်ဂိမ်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နေ့လယ်2နာရီ2မိနစ်မှနေ့လယ်2နာရီ22မိနစ်အတွင်းစံထအောင်မြင်ပြီးမြစ်တာရေးကိစ္စတွေကောင်းမွန်နိုင်တဲ့စုံနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဟူးနေ့အကူနနက်12နာရီ58မိနစ်မှနနက်10နာရီ18မိနစ်အတွင်းဘယ်လုံငန်းမျိုးမဆိုးလောက်ကိုင်ပါကအောင်မြင်မှုရရှိပြီးကန်စာတာအထုတ်ထက်ရောက်ရှိနိုင်တဲ့အဓိပတိနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နက်နက်တနာ20မိနစ်မှနက်နက်တနာ28မိနစ်အတွင်းရာဒူဩဇာအာနာကြီးမြင့်စီနဲ့ထီးဖြူနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နက်နက်6:52မိနစ်မှနက်နက်9:12မိနစ်အတွင်းအိမ်ချမ်းမြေရင်ရောင်းဝယ်ကိစ္စများပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ဖြူနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်2:23မိနစ်မှနနက်2:43မိနစ်အတွင်းငွေကြေးရှင်ငွေရနာနဲ့ဒီကန်ဆတ်မှုကန်ကောင်းမွန်စီတဲ့ယတနာနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နနက်9:20မိနစ်မှနနက်9:40မိနစ်အတွင်းသာသမိယန္နာထွန်ကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကင်ကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။ဆက်လိုက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ဗုဒ္ဓဦးနှင့်သာသမိများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့စိုးရနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါလေရှင်။နေ့လယ်2:16မိနစ်မှာနေ့လယ်2:36မိနစ်အချိန်အစဉ်ဖြင့်ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကျတဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ ညနေ9:00နာရီ10မိနစ်မှညနေ9:28မိနစ်အချိန်အတိုင်းအချိန်အစဖြင့်အမှုခင်းပြဿနာစိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့တောကနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ကားပဲဖြစ်ပါတယ်ရှင်။ညနေ9:00နာရီ10မိနစ်မှညနေ9:28မိနစ်အချိန်အစဖြင့်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်ရွံ့တဲ့အချိန်ကားပဲဖြစ်ပါတယ်ရှင်။အင်္ဂါနေ့ညတကောင်ကျော်ပြီဗုဒ္ဓဦးနေ့အကူနနက်12:58မိနစ်မှနနက်10:18မိနစ်အချိန်အစဖြင့် မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနှက်ခတ်ကိန်းကြားတဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်နေ့လယ်7:29မိနစ်မှာနေ့လယ်7:46မိနစ်ချိန်အစဖြင့်အလုတ်စည်းဝါထိခိုက်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်္ဂါနက္ခတ်ကိန်းကြောက်တဲ့အချိန်ခါပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ခါတွေအစဖြင့်ဗုဒ္ဓဦးနေသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နက္ခတ်ချိန်ခါတွေပဲဖြစ်ပါရဲ့ရှင်။ ဒီနောက်ခံအချိန်ခါတွေကို သမီးတို့ရဲ့ဆရာဆရာဦးဇေယကူမှာအသေးစိတ်ကိုရိုင်းတက်ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နောက်ခံအစီအစဉ်ကိုကြည့်ရှုအားပေးကြရတဲ့မိသားစုများအားလုံးကိုအ